ဗမာစကားပုံရှိပါတယ်အဲ့ဗမာစကားပုံကဘာလဲပြောရင်နှုတ်ချူလက်တူဟုတ်ပြီနော်အဲ့နှုတ်ချူလက်တူဆိုတာဘာလဲပြောလူတယောက်ကနှုတ်ချူကိုချူရပါမယ်နော်စီဝါရီပဲလှုပ်လို့ရုပ်ရှင်မင်းသားပဲလှုပ်လို့နော်အဲ ግሮ ပေါ့နော်ဆရာတော်ကြီးများတရားဟောတာပဲဖြစ်ဖြစ်ပေါ့နော်အားလုံးဟာလူမှုဆက်ဆံရေးပြည်သက်အင်တန်လိုအပ်ပါတယ်အဲ့ဒါဘာလဲပြောရင်ပြည်သက်ကအမြဲတမ်းဟလား ဒီဟောပြောနေတယ်အခုဦးအောင်ပြောနေတယ်ပိဋကတ်နဲ့မထီတွေ့ရဘူးဦးအောင်သက်သက်ပြောဒါပေမဲ့အပြင်မှာတွေ့တဲ့အခါမှာလူမှုဆက်ဆံရေးပါကောင်းပါပြီအဲ့တော့နှုတ်ချိုရမယ်ဆိုတာဦးအောင်ကိုရရောင်တော့ဘယ်လိုနှုတ်ချိုလဲပြောရင်အငြင်းတန်းဟာတာလေးတွေပြောတယ်ပြောပြောရှင်းရှင်းဒါကြောင့်မလို့နှုတ်ချိုရပါမယ်ဦးအောင်ခဏခဏပြောခဲ့ပါတယ်နှုတ်ထွက်ရင်ရုပ်ထွက်ရင်ဥမာဦးအောင်လို့ဆိုရင်ရုပ်အရင်ကြီးမလှဘူးနော်ဒါပေမဲ့ဦးအောင်တွေ့တာနဲ့တပြိုင်တည်းကိုမိတ်ဆွေပြောင်းတကယ်ပြောင်းနှုတ်ထွက်အင်မတန်ကောင်းပါတယ်အဲ့တော့ ချမ်းသာတဲ့ပုံကိုယ်တိုင်းကအင်မတန်မှနှုတ်ထွက်ကောင်းပါလေနှုတ်ချိုယုံတစ်ခုတည်းမရဘူးပေါ့ဥမာပေါ်ဆိုလိုတာအဲနမူနာပြောရင်ပေါ့နော်ဟိုအရက်ွက်ထဲမှာဝက်ရှော့တိုင်းဝက်ရှော့ဂါပြင်းတဲ့အလုပ်ယုံတစ်ခုရှိတယ်ဒါပေမဲ့အင်မတန်မှအပေါက်ဆိုးတယ်ပေါ့နော်ဒါပေမဲ့လက်ရကောင်းတဲ့အတွက်သူ့စီမှာသွားပြီးတော့လူတိုင်းပြင်ကြတယ်ဒါပေမဲ့ဟိုဘက်မှာလည်းဝက်ရှော့တစ်ခုရှိတယ်အပြောတော့ချူတယ်ဒါပေမဲ့သူ့စီမှာပြင်ခဏလေးနဲ့ပဲပြက်တယ်အဲပစ္စည်းတွေဈေးတွေပိုကြီးတယ်ပေါ့အဲ့လိုဆိုရင်ဟာအပြောဆိုးပြီမဲ့ဟိုဘက်လူက မမကကန်ကောင်းကောင်းမွန်မွန်လှုပ်ကျွမ်းကျင်တဲ့တို့ဟိုဘက်ကိုသွားတယ်အဲ့တော့ဒီဘက်ကလူကအပြောတော့ခြုံတယ်ဒါပေမဲ့လုပ်ငန်းမကျွမ်းကျင်ဘူးဈေးကြီးတယ်ဆိုလာမှာမဟုတ်ဘူးဒီဘက်က watch shop ဆရာကအပြောဆိုးတယ်အလုပ်တော်တယ်ဒီဘက်က watch shop ဆရာကအပြောလဲကောင်းတယ်ဒါပေမဲ့အလုပ်မတော်ဘူးဒါပေမဲ့နောက် watch shop တစ်ခုပေါ်လာတယ်အပြောလဲကောင်းတယ်အလုပ်လဲတော်တယ်ဆိုလို့ရှိရင်ဒီဘက်ကနှစ်ခုကိုမသွားဘဲနဲ့အပြောကောင်းအလုပ်တော်တဲ့ watch shop ဆရာစီကိုပဲသွားကြမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပိတ်ဆိုများအနေနဲ့နံပါတ်1နှုတ်ချူပါ လက်တူရမယ်ဆိုတာဘာလဲပြောရင်ကိုကအလုပ်လုပ်တဲ့အခါမှာအကျွေးမပေးပါနဲ့เนาะအရန်ကြီးပေါ့နော်ဖွာလန်ကျဲမလုပ်ပါနဲ့เนาะဥအောင်တို့အမြဲတမ်းเนาะငွေကြီးကိုစနေတကျသုံးဆွဲပါတယ်အဲ့တော့အာနာတိုင်းရပါတယ်ရပါတယ်မလုပ်ပါနဲ့